လို့ပြောနေတာမဟုတ်ဘူးညကျုပ်တော့မပြည့်စင်တာမပြည့်အောင်ကျုပ်ကတားနေတာကျုပ်ကလည်းပြားပါဘာကြီးတင်းတငယ်ချင်းနေလေခုနလေးနေမှာဖုန်းဆက်တော့ပြောရဲဟဲ့အောင်နဲ့မင်းကားတဲ့အသေးကားလည်းမဟုတ်ဘူးပေါ့နော်ဟာတာကားပေါ့ဗျာအမနော်ဟိုကျွန်တော်တို့ကျွန်တော်တို့ရိုက်ထားတာဟာတာကားမဟုတ်ဘူးဟိုအဲ့လိုဘယ်လိုရှင်းပြအောင်လဲမသိပြောတာဟိုជីជីလိုက်ရင်သိမယ်ဗျာကျွန်တော်တို့ကဟိုလိုမျိုးဟိုအာဘယ်ကောမလဲကောမဒီကောမဒီပုံစံကျွန်တော်ရိုက်ထားတာမဟုတ်ဘူး

ဆက်သုံးဆက်နှစ်ဝန်းကျင်လောက်ကအဲကျွန်တော်စိတ်ထဲမှာအဲ့လိုစဉ်းစားပြီးတော့မှဖုန်းထဲမှာချရေးထားတဲ့ဇာတ်လမ်းလေးပေါ့နော်ဆိုတော့ဇာတ်လမ်း frame ကတော့ဟိုရေးထားပြီးသားဖြစ်နေတယ်ပေါ့နော်အဲ့ဒီပုံစံလေးမှာမှဒီလိုမျိုးဒီဘက်အချိန်ုံရောက်လာတဲ့အခါမှာအဲကျွန်တော်ပြန်ပြီးတော့ဖန်တီးဖို့အတွက်ကြိုးစားရင်းထဲမှာအခုအကောင်အောင်ထည့်ဖို့ဖြစ်သွားတဲ့ဇာတ်လမ်းလို့ပြောလို့ရပါတယ်ဆိုဒီကားလေးရဲ့မြေပြားခံရတော့ကျွန်တော်နဲ့ကိုတင်မောင်ဆမင်းဝင်းနဲ့ခီးရအများကြီးတွားတဲ့အချိန်မှာအဲစဉ်းစားမိတာပေါ့နော်ကျွန်တော်ဘက်ကစဉ်းစားမိပြီးတော့မှ အဲကိုစမ်းမင်းကတော့အရင်တော့ပြောပြပါတယ်အဲပြောပြပြီးတော့မှဒီဒီဘက်အခြေအနေရောက်မှဒါလေးကိုဖန်တီးပြခဲ့တာပေါ့ဟုတ်ဇလန်းကတချို့ဟာလေးတွေကအဲ့လိုမျိုးကျွန်တော်တို့ဟိုဟိုပြခြင်းတဲ့အပိုင်းတွေရှိရပေါ့နော်ပြခြင်းတဲ့အပိုင်းတွေမှာဒေါက်တာအောင်ချမ်းလူရောဒီဇလန်းကြီးရကျွန်တော်အနေနဲ့ရောအဲ့လိုတချို့ဟာလေးတွေကတော့ညှိနေနေလုပ်ပေးလိုက်ရတဲ့ဟာတွေလည်းရှိရဆိုတော့ဟိုအဲဒီဥစ္စာထက် နောက်နောက်ထပ်လာမယ့်နေမွန်ရွာပို့ပြီးရင်ခုန်နေရာကောင်းမယ်လို့တော့ပြောလိုပါတယ်ဒီဇလန်ကကျွန်တော်တို့ဟိုရိုက်ရှင်တဲ့ပုံစံတိုင်း open အဲအဲ့လိုမျိုးခြိုက်ထားတာမဟုတ်ဘူးဗျဆိုတော့အဲ့လိုမျိုးထပ်ပြီးတော့နောက်ခုဖန်တီးရခါကျရင်တော့အဲ့လိုမျိုးဖြစ်နိုင်အောင်ကြိုးစားမယ်ဗျ။ဒေဂျာကဒီကားမှာပါတဲ့လူအကုန်လုံးကကျွန်တော်ကအဲစီစဉ်သူထုတ်လုပ်သူအနေနဲ့လောက်ရတာပေါ့နော်။လောက်ရတော့ကျွန်တော်ကျွန်တော်ယုံကြည်ရဲ့လူကျွန်တော်အနိုင်ကျင့်လို့ရတဲ့လူတွေရွယ်ကုန်တွေးခေါ်တာ။အဲသူတို့တွေပဲ။အဲဒါက ကားကြီးဆိုရင်တော့ဒါဒုတိယမြောက်လို့ပြောလို့ရတယ်အဲတခြားဗီဒီယိုခင်မှာတော့ကျွန်တော်ကျွန်တော်ဇလန်နေရိုက်ခဲ့တာ၄၅၆ခုရှိတယ်ဗျာကိုသွားရင်ဦးလို့နေပေါ့နော်ရိုက်ခဲ့တာတွေရှိတယ်ဆိုတော့ကိုဇလန်နေကိုဒီလိုပုံဖော်တဲ့အခါမှာကိုစဉ်းစားထားတဲ့အတိုင်းအနည်းဆက်ဆုံးဖြစ်နေဖို့အတွက်ပဲရည်စူးပါတယ်ကိုကပါဇက်ကပြောလိုက်ပြီမဲ့တကယ်ရိုက်ပြဖို့ခက်ခဲတဲ့အပြားတွေရှိရအောင်ဆိုတော့အဲ့အရာတွေကိုနည်း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 နဲ့ရိုက်နိုင်ဖို့အတွက်ပဲရည်စူးပါတယ်ဒီကားလေးကအမ် ကျွန်တော်လူချင်းရဲ့ရတဟိုကျွန်တော်တရားမဟုတ်ရင်တော့မှကျွန်တော်68 95ရာခိုင်နှုန်းတော့ဒီပြေဟွာရရလို့ကျွန်တော်ခံစားမိပါတယ်တရတငယ်ချင်းတွေလည်းခုနလေးတွေမှာဖုန်းဆက်တော့ပြောတယ်ဟဲ့အောင်နဲ့မင်းကားတဲ့ဟိုတေးကားလည်းမဟုတ်ဘူးပေါ့နော်ဟာတာကားပေါ့ဗျအမနော်ဟိုကျွန်တော်တို့ကျွန်တော်တို့ရိုက်ထားတာဟာတာကားမဟုတ်ဘူးဟိုအဲ့လိုဘယ်လိုရှင်းပြအောင်လဲမသိဘူးရတာဟိုជីជីလိုက်ရင်သိမယ်ဗျာကျွန်တော်တို့ကဟိုလိုမျိုးဟိုအာဘယ်ကောမလဲကောမဒီကောမဒီပုံစံကျွန်တော်ရိုက်ထားတာမဟုတ်ဘူး

ပထမကားကခုနလပိုင်းကြာရင်ကျွန်တော်ဟိပလီမှာပြမယ်အဲ့ဒါကပျောက်ဆုံးကြီးနောက်ွယ်ဇလန်တွဲအပိုင်း၁၀ပိုင်းဇလန်တွဲအဲအဲ့ဒီကားကပို့ပြီးတော့ပြဲတယ်ပြဲတယ်ဆိုတာဘာလို့ပြောပို့အရန်ပင်ပန်းတယ်ဒီကားဒီကားပင်ပန်းတာလည်းနှစ်ဆပင်ပန်းတယ်ဒီကားကတော့အဲ့ဒီရရတဲ့အတွေ့အကြုံတွေနဲ့လို့တာဆိုတော့အဲ့လောက်မပင်ပန်းတော့ဘူးနောက်ပြီးတော့ကိုတကယ်ကိုယုံကြည်တဲ့သူတွေကိုကစိုးလို့ရတဲ့သူတွေနဲ့ဖွဲ့စည်းထားဖြစ်တဲ့အတွက်အကုန်လုံးကအတော်လိုလိုက်ပြီးတော့လုပ်ပေးကြတာဆိုတော့အဲကျွန်တော်ပင်ပန်းတာအများကြီးတက်တာပါတယ်နောက်ပြီးကြတော့ဒီ ကျွန်တော်ယုံကြည်ပေးတဲ့ဒီ producer တွေကျေးဇူးတင်ပါတယ်။ဒါယုံကြည်နဲ့ရိုက်ပေးတဲ့ editor တွေရော director ကိုချမ်းတော့အကုန်လုံးကျေးဇူးတင်ပါတယ်ဗျ။သူတို့တော့ပြောပါဘောကျွန်တော်မပြောပါဘူး။ဘယ်နည်းလောက်ဟိုရလဲဘော။မပြောမဟုတ်မပြောမဘယ်လိုကောင်းမလဲ။အလုံးလုံးနေရတာပြောပါတယ်။ဒါပေမဲ့တာဝန်ယူထားတဲ့အပိုင်းကအများကြီးပဲလေ။တာဝန်ယူထားတဲ့အပိုင်းအများကြီးဆိုတော့အာဒီကျွန်တော်တို့ manager ကြီးဥသက်ထွေးဟောနောက်ဒီ AD ဖြစ်တာဝန်ယူတဲ့ဒီရာဇာတက်နိုင်လို့ဟောကကျွန်တော်တို့ကခေါင်းကိုအဲ့လိုခဲပြီးတော့မှအာတရက်တရက်အလုပ်ကိုပြီးမြောက်အောင်လုပ်ရတာဆိုတော့ ဟိုကျွန်တော်တို့အလုပ်လုပ်ရတော့ပျော်တယ်ဒါပေမဲ့ရိုက်ခွင်းမှာတော့အဲ့လိုပျော်ဖို့အချိန်ကိုမရှိပါဘူးဟုတ်မရှိပါဘူးကျွန်တော်စလိုက်ရင်တော့စလိုက်မှမသိပါဘူးကိုကနဲ့ကိုကကုဇောနဲ့ကိုလေအလုပ်ကိုလုပ်နေရတာလေသူတို့တွေစလို့စမှန်းတော့မသိဘူးကိုကနဲ့ကိုမအားဘူးကိုကနဲ့ကိုတအားရှုံနေတော့လေအဲသူတို့လည်းစလိုက်ရင်စမှာပေါ့ဒါပေမဲ့ကျွန်တော်မသိဘူးဘာလို့လဲဆိုတော့အဲအဲ့လိုထမင်းစားဖို့ကိစ္စတွေရောရှိသမျှဟာအရာအားလုံးကခေါင်းပေါ်မှာကြီးပဲလေကျမကြီးကိစ္စအားစားမှန်တော့ဒီကားကပွင့်လင်းပြောရရင် ဒီကားကကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့တကယ်တကယ်ရဲဘော်ရဲဘက်တွေတော်တော်များများပါတဲ့ကားပေါ့เนาะကျွန်တော်စီစဉ်သူအနေနဲ့ဆိုရင်အဲကျွန်တော်အကြောင်းလည်းသိရကျွန်တော်လည်းချစ်ကြတယ်ပေါ့เนาะဆိုတော့အဲပထမစီစဉ်ထားတဲ့အဲကြောက်ဆုံးကြီးနောက်ွယ်ဆွဲဇလန်းတွေကကျွန်တော်တို့ challenge ဘာလို့လဲဆိုတော့အဲ့ဒီကားကအဲတကယ်တော်တော်ဟိုဘတ်ပေါင်းစုံကနေညီပေါင်းစုံနဲ့ကြိုးစားထားပြီးတော့မှကြိုက်ထားတဲ့ဟာဆိုတော့အဲ့ဒါတော့ကျွန်တော်တို့ပို့ပြီးတော့ ခြေလန်းသက်လို့ပြောလို့ရတယ်ခင်ဗျာဒါတော့ကုလူရင်းနဲ့လှုပ်တာဆိုတော့အဲတချို့ကိစ္စလေးတွေမှာကိုယ်ကအများကြီးဝင်ကူပေးသွားရတဲ့အများကြီးအသက်ရှူချောင်ပါတယ်ကျွန်တော်တို့ဒီနေမွေရာဇက်ကားလေးကအမ်အာသာကားအနေနဲ့တော့လကောင်းကြောက်စရာကားအနေနဲ့တော့လကောင်းလာကြည့်ရဲ့လူပေါ်ပါမူတည်ပါတယ်ဆိုတော့လာရောက်ကြည့်ရှုအားပေးဖို့အတွက်လေးစားစွာဖိတ်ကြားပါတယ်ခင်ဗျအများကြီးလုပ်တယ်အမားကြီးနေတည်တဲ့နေအောင်ကြိုးစားတော့ပါအောင်